ခွေတိုင်းကဲကုံမြို့နယ်မြောက်ပိုင်းရှိတောက်ခရမ်းကိုစစ်ကုပ်စစ်တပ်သားတွေကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွက်တိုက်ခိုက်တိုက်ဆုံသူတွေရှိတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။နွေဘာလာဆက်ဆက်ရဲ့ည9:49မိနစ်လောက်မှာသရာအိုလီတာကနေတက်လာတဲ့ Jet Fighter တစ်စီးဟာတောက်ခရမ်းရွာထက်ကိုလေကြောင်းတိုက်ခိုက်မှုပထမအကြိမ်ပြုလုပ်သွားပြီး9:54မိနစ်လောက်မှာလဲဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ဒေသခံတို့သိဆိုပြီးစစ်ဦးထင်မှန်းထိမှန်တရရှိသားတယ်လို့သိရပါဗျ။ ဒဏ်ရာရှိသူတွေထံမှာလေဦးလာကဒဏ်ရာပြင်းထန်စွာရရှိခဲ့ပေမဲ့လည်းစိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့သိရပါတယ်။စစ်ကြောင်းတွေကမရှိပါဘူးဒီဟွာဘောတော့တည်တင်းမှနေတာကြတော့ဒီတောင်ခင်ရဲကနေနည်းနည်းနှီးတဲ့ညောက်ဖိတ်ကကြတော့ဒီတော်ထီယူပါလေညောက်ခင်ရဲတို့ဟန်တာဟိုဒီတို့လေအဲအဲ့ဒါနေကြတော့တင့်မကွာဘူးအဲ့ဒါသူတို့ကလှုပ်လေးလှုပ်ထားပဲလေအဲ့ဒီပြင်မှာတည်တင်းမှပြီးဆိုလို့ရှိရင်အနီးနားရွာတွေမှာ PDF တွေခိုးအောင်နေနေနဲ့ထောက်ဖို့ထောက်ဖို့ပေးနေနေနဲ့ဆိုပြီးတော့မှအဲ့ဒီ မိတဲ့ရွာတွေကိုချတဲ့အလေးထားရှိတယ်လေ။လေကြောင်းတိုက်ခိုက်မှုကြောင့်နေရီတော်လုံးထဲမှာနေထိမှန်ပရှိသွားခဲ့ပါသေးတယ်။စစ်ကွန်ဆင်တာတွေလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့တောက်ခရမ်းရွာကပြည်သူတွေဟာဆစ်ဆောင်နေရပြီးဒေသခံတချို့ကတာယာပြန်လည်လွတ်ကြတဲ့အချိန်မှာအခုလိုလေကြောင်းပိတ်ခတ်မှုခံရတာပဲဖြစ်ပါတယ်။တော်တော်များများတော့ရှောင်နေကြတာပေါ့ဒါပြီးမှရှောင်နေတယ်ဆိုမှချက်အခုတောင်သူတို့မှစားရမှာပေါ့အဲ့ဒါတောင်ပြန်လုပ်တာတွေတော့ရှိတာပေါ့လေနော်မိသားစုတွေအစုံလေနဲ့အမျိုးနေလို့ရှိရင်တော့ဒီထက်မှက တည်နေနေပေါ့အများလက်ရှိမှာကမင်းညာနေချထားတယ်ဆိုတော့ရှောင်ရပါတယ်ဗျတောက်ခရရဟာရခဲကလည်းလေကြောင်းတက်ခိုက်မှုတခဏပြုလုပ်ခရရတယ်လို့ပူစော်တီကြီးရတွေနဲ့လည်းနေတဲ့အတွက် drone နဲ့လည်းပစ်ခတ်တောက်တွေရှိတယ်လို့လက်နေကြီးတွေနဲ့လည်းမကြာခဏပစ်ခတ်တောက်တွေကိုခတ်ခဲရပါသေးတယ်